တရားဝင်အကြံလည်များအဖြစ်ရရှိခဲ့ပြီဖြစ်တဲ့ငယ်စဉ်အတွက်ပေါ့သူရဲ့သဘောထားကိုအခုလိုပြတ်သားစွာထုတ်ပြောခဲ့တဲ့ဟိဝင်ရန်ရဲ့ဖခင်ပရိသတ်တီအမျော်လင်းအောင်ဆုံးဖြစ်တဲ့အနုပညာရှင်ဇုံတွဲလေးရဲ့မင်္ဂလာနေ့ရဲ့လေးကားတော့ရောက်ရှိလာခဲ့ပါပြီရှင်အခုဆိုရင်တော့ငယ်စဉ်ဇုံတွဲရဲ့လို့အများကချစ်ကြတဲ့ဟိဝင်ရန်နဲ့စုပြည်သင်တို့ကတရားဝင်အကြံလည်များဘွားကိုရောက်ရှိစေဖို့အတွက်မင်္ဂလာလက်မှတ်ရေးထိုးဝဲအခမ်းအနားလေးကိုဂုဏ်ယူစွာနဲ့ပြုလုပ်ခဲ့ကြပါပြီဒီပွဲကြီးကိုဆွေမျိုးမိတ်ဆွေအားလုံးကလည်းပျော်ရွှင်စွာတက်ရောက်ခဲ့ကြပြီးဂုဏ်ပြုပေးခဲ့ကြသလိုအထူးသဖြင့်ဟိဝင်ရန်ရဲ့ဖခင်ကြီးကတော့လူအများရဲ့အလဲမှာသူ့ရဲ့သဘော ောကြားအမှန်ကိုအခုလိုပဲထုတ်ပြောပြလာခဲ့ပါတယ်။တာသမီတွေကိုအချိန်တအိမ်အောင်ချပေးရမှာဆိုပြီးမြမိဘတွေကတော့နှမျောကြတာအမှန်ပါပဲရှင်။အခုဆိုရင်လည်းမိသားစုရဲ့အရင်ချစ်ကြတဲ့တားငယ်လေးဖြစ်တဲ့ဟင်းဝင်ရံကချစ်ရတဲ့ကောင်းမလေးနဲ့ဘဝတစ်ခုတည်ထောင်ဖို့မင်္ဂလာလက်မှတ်ရေးထိုးပွဲနေ့လေးကိုတော့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။လူကြီးမိဘတွေသဘောတူရတဲ့မင်္ဂလာပွဲလေးဆိုပြီးမြတိုးတအိမ်အောင်ထူထောင်ပေးလိုက်ရတဲ့အပေါ်မှာတော့ဝမ်းနဲ့ဝမ်းသာခံစားချက်တွေနဲ့ရောထွေးနေတဲ့ကြောင်းဟင်းဝင်ရံဖခင်ကြီးကအခုလိုပြောပြလာခဲ့ပါတယ်။ကိုယ့်ရဲ့တားလေးကိုအိမ်အောင်ချပေးလိုက်ရတဲ့အပေါ်မိဘတယောက်အနေနဲ့ဝမ်းနဲ့မိပေမဲ့စူပြေတ စဉ်လိုမျိုးထူးချွန်ထက်မြက်တဲ့အမျိုးကောင်းသမီးလေးနဲ့မလို့ဝမ်းသာပီတိဖြစ်နေပြန်ပါတယ်။ဟေးဝရန်နဲ့အစိုးပြသတင်းဆိုတာကအနုပညာလောကမှာလည်းလိုက်ဖက်ညီစွာတရုပ်ဆောင်နိုင်တယ်လို့လက်တွေ့ဘဝမှာလည်းတယောက်ပေါ်တယောက်တမိုးထားဆောက်ရှောက်ခဲ့ကြတဲ့အတွက်ငွေစဉ်စုံတွဲရဲဆိုပြီးပရိသတ်တွေသဘောတူရတဲ့စုံတွဲလေးဖြစ်လာခဲ့ကြတာပါနော်။ဒီလိုမျိုးတနိုင်ငံလုံးကပရိသတ်တွေသဘောတူနေရတဲ့စုံတွဲလေးကတယောက်ပေါ်တယောက်စစ်မှန်စွာချက်မြတ်လို့ကြပြီးတော့တရားဝင်လက်ထက်ခဲ့ကြတာကပရိသတ်တွေအတွက်တော့အရန်ကိုဝမ်းသာစရာပါပဲရှင်။နမက်ပြက်အရှုပ်ရှင်လုံးဝမရှိတဲ့မင်းသမီးလေးနဲ့တင်းကျင်အေးချမ်းတဲ့မင်းသားလေးတို့လက်ထက်ကြတာ မလို့အားလုံးကသဘောတူခဲ့ကြသလိုမိဘတွေအနေနဲ့ကလည်းပို့ပြီးတော့တောင်မှဂုံယူဝမ်းသာနေခဲ့ကြပါတယ်။ဒါကြောင့်မလို့ဟင်းဝင်ရဖခင်ကြီးကတာလီကိုလက်ချက်ပေးလိုက်ရတဲ့အပေါ်မှာတော့ဝမ်းနဲ့ဝမ်းသာဖြစ်ပြီးဂုံယူမိတဲ့အကြောင်းသူ့ရဲ့သဘောထားအမှန်တွေကိုအခုလိုပြောပြလာခဲ့ပါတယ်။အစကတည်းကအယူသားဖြူစင်တဲ့စူပြေလေးကိုအရင်ချစ်တာကြောင့်ချွေးမလေးအဖြစ်သဘောတူခဲ့ပြီးတကယ့်သမီးအရင်လေးလိုပါတမိုထားကူးဆိုင်ပေးခဲ့ကြတာကဟင်းဝင်ရရဲ့မိဘတွေပါပဲရှင်။နှစ်ယောက်သားအခြေတဲ့င်းကိုတရားဝင်ဖွင့်ပြောပြီးတဲ့အချိန်မှာကလေးကဟင်းဝင်ရရဲ့သူတို့သမီးလေးဖြစ်လာမဲ့စူပြေလေးကိုလိုအပ်ချက်မရှိ အလောက်ပဆုံးဖြစ်စေဖို့ဖန်တီးပေးခဲ့ကြတာကလည်းဟိဟုံးရံရဲ့မိဘတွေပဲဖြစ်ပါတယ်။လူကြီးမိဘစုံလင်စွာနဲ့တိုက်ကြီးတွေကားကြီးတွေငွေကျပ်သိန်းပေါင်းတောင်းချီတင်နှောင်းငွေတွေနဲ့စုပြစ်လေးကိုတင်နှောင်းခဲ့ကြသလိုအခုလိုတရားဝင်အကျဉ်လက်များပွားကိုရောက်ရှိစေဖို့အတွက်လက်မှတ်ရေးထိုးပွဲလေးကိုလည်းခန်းနာစွာနဲ့ကျင်းပပေးခဲ့ကြပါပြီ။မင်္ဂလာနေ့တူနေ့မြတ်လေးကိုဟိဟုံးရံနဲ့စုပြစ်တို့ငင်းစင်စုံတွဲလေးရဲ့ချစ်သူသက်တမ်း6နဲ့6လပြည့်နေလေးမှာရွေးချယ်ပြီးတော့ပြုလုပ်ခဲ့ကြပါတယ်။အင်ရကံပေါင်းဘေးကခန်းနာလာတဲ့အဖြူရောင်ပွဲခင်းကြီးထဲမှာမြမစံစံရိုးရှင်းတဲ့အဖြူရောင်တို့တို့သားတို့တို့သမီးဝတ်စုံလေးတွေကိုဝတ်ဆင်ထား ားကြတယ်။ငယ်စဉ်ဇုံတွဲလေးကအယံကိုကြက်တည်ရှိပြီးတော့လိုက်ဖက်ညီနေကြတာကတော့အမှန်ပါပဲရှင်။သူ့ပြည့်ရဲ့မိဘတွေနဲ့အမတွေကလည်းသူတို့ညီမငယ်လေးအတွက်ဂုဏ်ယူနေကြသလိုဟင်းဝင်ရဲ့မိဘတွေကတော့အမျိုးကောင်းသမီးလေးချွေးမလေးကိုရရှိလာလို့ပို့ပြီးတော့တောင်းဝန်းတာနေကြပါတယ်။ဒီမင်္ဂလာပွဲလေးက၆နှစ်ကျော်ချစ်သူအဖြစ်တိတ်တိတ်လေးတွေ့ခဲ့ကြတဲ့ဟင်းဝင်ရဲ့သူ့ပြည့်သူစင်တို့ငယ်စဉ်ဇုံတွဲလေးရဲ့တည်ဝင်အကျဉ်းလမြဘွက်ကိုရောက်ရှိသွားတဲ့ပထမဆုံးအမှတ်တရနေလေးပါပဲ။ဒီကနေ့အောက်တိုဘာလတရနေ့မှာတော့မင်္ဂလာမော်ကွန်းကျင်လက်မှတ်ရေးချုပ်ဝဲအခမ်းအနားလေးကိုဂုဏ်ယူစွာကျင်းပခဲ့ကြပြီးသိမ့်မကြခင်မှာမင်္ဂလာပွဲ ကြီးကိုလည်းထက်မှန်ပြီးတော့ကျမပြုတ်လုသွားကြအောင်မှာပဲဖြစ်ပါတယ်။ဆိုပြေလေးကတော့ဟင်းဝရံစီကနေလည်းအရင်အချစ်ခံရတယ်လို့ဟင်းဝရံရဲ့မိခင်ဖခင်နေစီကနေတမိအရင်လေးလိုတမိုးထားချစ်ပါတယ်လို့ဖွင့်ပြောခံရတဲ့အတွက်ပို့ပြီးတော့ဝမ်းသာနေတော့မှာပါရှင်။ဒီကနေ့မှာပဲမင်္ဂလာလက်မှတ်ရေးချိုးပြီးတရားဝင်အကျဉ်းလမြတ်ဘွားရောက်ရှိသွားခဲ့ကြတဲ့ငွေစင်စုံလေးလေးကိုပြည်သက်ကြီးတို့ရောဘလို့များမှတ်ချက်ပြီးခြင်းကြပါလဲရှင်။